ဟိုအကိုကတော့သူအများကြီးပတ်မှုပေးပါတယ်အခုဒီလုပ်ငန်းဆိုရင်လည်းဒါဟိုအကိုပတ်မှုပေးလို့ဒါမျိုးသူလုပ်ခွင့်ရတာပေါ့နော်မျိုးသူလေ့လာချင်တယ်စူးစမ်းချင်တယ်ဒါပေမဲ့နောက်ကပတ်မှုပေးတဲ့သူမရှိဆိုရင်လည်းအဆင်မပြေဘူးပေါ့နော်လှူချင်လို့လည်းရှာတယ်အဲရှာပြီးတော့လည်းလှူပဲအဲလူလောကထဲမှာရှင်သန်ရက်တွေဖို့အတွက်ကိုလည်းသူပို့ပြီးတော့ပေါ့နော်လုပ်တွေလုပ်ပြီးစူးစမ်းပြီးတော့ဒီတိုင်းပဲဖြတ်တန်းနေကြတာပေါ့ of life ဒါလေးကတော့မြို့သူရဲ့ဒါတနိုင်တစ်ပိုင်းနဲ့ပေါ့နော်လေးလာကြိုးစားပြီးတော့မှဒါဆိုင်လေးကဖွင့်ပစ်ခဲ့ပါပြီမြို့သူပထမနှစ်ကဆိုလို့ရှိရင်တော့ဒါ online ကနေပြီးတော့မှအဓိက ပေါ့နော်ရောင်းချပေးပြီးတော့ soft opening အနေနဲ့တော့ဖွင့်ခဲ့တယ်အဲ့တနေ့အတွင်းမှာနေယူခဲ့တယ်လေ့လာခဲ့တယ်ပြီးတော့ကိုယ့်ရဲ့ customer တွေရဲ့လိုအပ်ချက်တွေပြီးတော့ဗာလေးတွေဆိုလို့ ဒါခင်းနဲ့အမိပေါ့နော်အဲ့ဒါလေးတွေအကုန်လုံးလေ့လာပြင်ဆင်ပြီးတော့တနည်းချင်ယူပြီးတော့ဒါဆိုလို့ရှိရင်မြေပြင်မှာပေါ့နော်မြင်းကိုကိုမအိုရှင်မှာစတဲ့ခွင့်လေးလိုက်ပါပြီရှင်အကြီးမားဆုံးအမတ်တရားတော့အမေပေါ့နော်အမေကမရှိတော့ဘူးဆိုတော့လေအဲ့ဒီဟာလေးကတော့မြို့သူတို့အမတ်တရားဖြစ်တယ် ဟိုဒီလုပ်ငန်းလေးကိုလည်းလုပ်ဖြစ်ခဲ့တယ်ဆိုတာကလည်းတချို့အကြောင်းအရာတွေကကြတော့ကိုယ့်ရဲ့ကိုယ်ပိုင်ဝင်ငွေလေးနဲ့သူတို့နုပညာအလုပ်တွေမလုံးကြတော့ဘူးဆိုတဲ့အချိန်မှာကိုယ်ပါစီးပွားရေးလေးလုပ်မလဲအဲလုပ်တဲ့ကိုယ်ပိုင်ငွေလေးနဲ့မိဘကိုထောက်ပံ့မယ်ကိုယ့်ရဲ့ဝန်ကျင်ကိုထောက်ပံ့မယ်ကိုယ်လူချင်းတန်းကျင်တဲ့ဟာလေးလုပ်ချင်တယ်ပေါ့နော်အဲ့တော့အမေရှိတဲ့အချိန်မှာတမင်စခဲ့လိုက်တယ်ဆိုတော့အဲ့ရနေရတဲ့အကျိုးမြတ်အားဖြင့်အမေကိုပြုတို့ပြုချင်တယ်အမေလည်းအလုပ်လေးလုပ်သွားစေချင်တယ်ဆိုပြီးတော့စစခဲ့တာပေါ့နော်ဟိုအခု ကိုအဓိကထားတဲ့အမေကမရှိတော့ဘူးဆိုတာကိုတွက်ကတော့လုံးဝအမှန်တရားတော့ဖြစ်တယ်အဲဒါပေမဲ့လူကတော့ဟိုသူတို့ဒီလိုပဲတွေးကြစုံကြကြုံကြခွဲကြခွာကြပါเนาะအဲ့လိုမျိုးဆိုတော့အခုတော့လက်နိုင်သလားဟိုဘက်ကိုလုတ်ပဲပူကျိုးစားတဲ့အိုင်ကိုစိုက်တယ်ပြီးရင်တော့ဇလန်တွဲလေးတွေပြန်ခုလဲရှိရပါเนาะအဲ့ညာလေးတွေလည်းပြင်ဆင်တယ်နောက်ထပ်ဒီအလုတ်ပြုံး ဘုဒ္ဓချီတဲ့လုပ်ငန်းလေးလည်းထပ်လုပ်မှာဖြစ်တဲ့အတွက်ကြောင့်အဲ့တို့ကိုလည်းနည်းနည်းပြင်ဆင်နေပါတယ်ရှင်။အကိုကတော့သူအများကြီးပတ်မှုပေးပါတယ်။အခုဒီလုပ်ငန်းဆိုရင်လည်းဒါအကိုပတ်မှုပေးလို့ဒါမျိုးသူလုပ်ခွင့်ရတာပေါ့နော်။မျိုးသူလေးလာချင်တယ်၊စူးစမ်းချင်တယ်။ဒါပေမဲ့နောက်ကပတ်မှုပေးတဲ့သူမရှိဆိုရင်လည်းအဆင်မပြေဘူးပေါ့နော်။ပတ်မှုပေးတဲ့သူရှိပြီးတော့ကိုမစူးစမ်းရင်လည်းအဆင်မပြေဘူးဆိုတော့နှစ်ဦးနဲ့ရောက်တာညနိုင်တိုင်ပြီးတော့ဒီလုပ်လေးတစ်ခုကိုဟိုရေမြုံကြည်ကြည်နဲ့ကိုကိုလုပ်ခွင့်ပေးတယ်။ကိုလည်းအကောင်းဆုံးစူးစမ်းပေါ့နော်။နောက်တစ်ခုကအကိုက မြေသူကမြေသူပေါ်မှာကောင်းတာထက်ကိုမြေသူအမေပေါ်မှာအများကြီးကောင်းမိခဲ့တယ်ကဲတင်ပြီးခဲ့တယ်ဆေးရီကူပြီးခဲ့တယ်အမေကကံပါတလောက်နေသွားတယ်ဆိုပေမဲ့မြေသူတို့အမေဖြစ်ချင်တာလေးမှန်တယ်များအကုန်လုံးလုပ်ပြီးခွင့်ရခဲ့ပေါ့နော်အဲ့ကျေးဇူးတွေလည်းရှိရဲဆိုတော့လေပို့ပြီးတော့ကျေးဇူးတင်တာပေါ့နော်အားလေးရဟုတ်အမေမရှိတော့ဆိုတဲ့အချိန်မှာကျတော့လေစိတ်ထဲမှာပေါ့နော်တခြားဆွေမျိုးသားချင်းတွေဘယ်လောက်ပဲရှိရှိတခြားညီကိုမနှမတွေဘယ်လောက်ပဲရှိရှိ ကိုကအမေနဲ့ပဲလက်ပွန်းတနည်းနေခဲ့ပြီးတော့အမေတို့ကိုပဲအများကြီးပူချိခဲ့တာဆိုတော့လေမရှိတော့ဘူးဆိုတဲ့အချိန်မှာကိုကိုတယောက်တည်းဖြစ်သွားဆိုခံစားချက်ကအခုချိန်ထိဝင်နေတော့မယ်အဲ့တော့ဟိုစိတ်တက်ကြရတယ်လည်းရှိတယ်စိတ်အဆင်မပြေရမျိုးတွေလည်းရှိတယ်ဘဝမှာဘာမှဆုံးရှုံးစရာလည်းမရှိတော့ဘူးဒီတက်ပူပြဘာမှဆုံးဖြုံးရမရှိတော့ဒီတက်ပူကဘာမှလောက်ရမရှိတော့ကိုကျိုးစားခဲ့တဲ့မြောက်ကဒီကိုဒက်စရာတက်ကိုမိဘတို့တွေးခဲ့ရဆိုတော့ အဲကိုတွေးပေးခဲ့တဲ့လူမှမရှိတော့ဘူးဆိုရင်ငါဘာလို့ဆက်လုပ်နေရမှာလဲဆိုရဲအတွေးမျိုးလေးတွေဝင်တယ်ပေါ့နော်ဝင်တယ်အဲလိုမျိုးအခြေမျိုးမှာကိုကအများကြီးအဲပြန်ပြီးတော့မှဒီဆောက်တိုင်းကိုအတွက်ကိုသူအများကြီးပြီးခဲ့ပါတယ်ပြီးရင်ဆုံးဖြတ်ချက်လေးတွေကိုပို့ပြီးတော့မှန်ကန်မှုအတွက်ကိုဘေးကနေပြီးတော့ပြပြပြီးခဲ့တယ်အဲအတွက်ကြောင့်လည်းဇလန်နွေတွေပြန်ရိုက်မယ်ကိုစူပါယူဆက်လုပ်မယ်နောက်တော့အလုပ်တွေထပ်ပြီးတိုးလုပ်မယ်အဲ့ဒီကနေရတဲ့ကုသိုလ်တွေနဲ့ပဲအမေကိုရည်စူးပြီးကုသိုလ်လုပ်မယ်ပြီးတော့ ကို့အမေရွယ်အမေတွေအဖေတွေညီကိုမောင်နှမတွေ ဒါဟိုသွေးသားတော်ဆက်မှမဟုတ်ဘူးပေါ့နော်လွယ်တဲ့သူတွေကိုဖြည့်ပေးနိုင်တယ်ကွက်လက်လေးတွေဖြည့်ပေးနိုင်တယ်သူဖြည့်ချင်တယ်ပေါ့နော်ဒါကိုနိုင်တဲ့လောက်ပေါ့အဲမြင်သူတို့၂ယောက်ကဟိုလုံးဝဟိုဘယ်လိုပြောမလဲအက်ဆီဒန့်အကြီးကြီးလဲကြုံမှုတယ်လေ၂ယောက်လေမတည်လို့ဒါဒါပြန်တွေ့ကြရတာပေါ့နော်အဲ့တော့အဲ့ဒီအချိန်မှာည၂ယောက်စလုံးမရှိတော့ဘူးဆိုရင်မြင်သူတို့ပိုင်ဆိုင်သမျှဆိုလည်းအလကားပဲဟိုကိုယ်တိနေတယ်ဆိုရယ်ကြော်ကြောင်းမှုတွေကလည်းအလကားပဲအဲ့ဒါကိုတီးပြီးနောက်ဘက်မှာ၂ယောက်ကရှီတုံးလှူမယ်ဆိုရယ်စိတ်ပေါ့နော်ရှီတုံးဆိုတဲ့အချိန်မှာကိုယ်အသက်ရှီတုံးလဲပါတယ်လို့ကိုယ်ပတ်စံရှီတုံး လည်းပါတယ်အဲ့လိုလှုပ်ခွင့်ရှိနေတော့ပေါ့နော်ဆိုတော့အဲ့ဒီဟာကိုပြေးပြီးတော့နှစ်ယောက်ကတော့လှူခြင်းလို့လည်းရှာတယ်အဲရှာပြီးတော့လည်းလှူတယ်အဲလူလောကထဲမှာရှင်သန်ရက်တည်ဖို့အတွက်ကိုလည်းသူတို့ပုံပြီးတော့ပေါ့နော်လှုပ်တည်လှုပ်ပြီးစူးစမ်းပြီးတော့ဒီတိုင်းပဲဖြတ်တန်းနေကြတယ်နှစ်ယောက်ရဲ့စိတ်ကဟိုကြုံရတဲ့ဟာလေးတွေကအတူတူရှိကြတာဆိုတော့လေစိတ်ကဟိုတမိကရရပြီးတော့နှစ်ယောက်စလုံးအတူတူအဲ့စိတ်လေးဖြစ်သွားကြတယ် အဲ့ဒါလေးလည်းနည်းနည်းစီစဉ်နေရလေးရှိပါတယ်တချို့ဇလေးလည်းဖတ်နေရပြီးပြီးတော့ကိုနေရင်းနှီးအမိုင်းနေပေါ့နော်တိုင်မင်ပေါ့ဒါဆိုတော့အဲမြို့သူဒီ35နှစ်မှာမြို့သူဘယ်လောက်ထိလုံနိုင်လဲလုံနိုင်တယ်လောက်ကိုမြို့သူအစွမ်းကုန်စူးစမ်းပြီးလုံမယ်ကိုလုတ်ချင်တာလေးတွေရောအဲလုတ်တင်တာလေးတွေရောလုတ်ရမှာလေးတွေရောအားလုံး balance ညီညီလုတ်သွားမှာ သက်လေးကြီးရဲ့အချိန်မှာကိုမလုပ်ချင်တာတွေကိုမလုပ်ရတော့မှကိုအေးဆေးဆေးလေးနဲ့ကိုနေရမယ်ပေါ့နော်အဲ့လိုအတွေ့အလေးပေါ့နော်ဒီနေ့နဲ့မနေ့ပြန်ဘာမှမသိရတဲ့အကြောင်းလို့တော့ရှင်သန်ကြီးရဲ့ကာလာတွေမှာတော့တတ်နိုင်တယ်လို့စူးစမ်းပြီးတော့ကျွန်တော်ရုံးငယ်သွားမှာပဲဟုတ်ကျေးဇူးလည်းအများကြီးတင်ပါတယ်လာပြီးတော့မှရောက်လာပြေးချရတဲ့သူတွေရောပြီးတော့အမြဲတမ်းမြို့သူရဲ့ကျူးစားမှုတိုင်းကိုအားပေးပြီးတော့ခွန်အားဖြစ်ပေးနေကြတဲ့သူတွေကျေးဇူးများကြီးတင်ပါတယ်မြို့သူနောက်လုံးမဲ့လုပ်ငန်းလေးကြီးလည်းအပိပောင်းလို့ပြောချင်ပါတယ်ဇလန်တွဲလိကျင်းရဲ့အပိပောင်းရှင်ကျေးဇူးများကြီးတင်ပါတယ်ရှင်